လိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ပတ်သက်ပြီးတော့အနေငယ်ရှင်းပြပေးသွားမယ်အဲ့တော့လိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ပတ်သက်ပြီးတော့အဓိကအရေးယူဆောင်ရတဲ့ဥပဒေ၃ခုရှိတယ်ဒီဥပဒေတွေကတော့ဒါပုဂံသွင်းကုန်ဥပဒေအောက်ခွန်ဥပဒေမော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပေါ့အခုလက်တလောအရေးယူနေကြတာကတော့ပုဂံသွင်းကုန်ဥပဒေပုံမှန်၈နဲ့အရေးယူနေကြတယ် အဲတော့တော့ဒီဥပဒေကအဲလိုင်စင်မဲ့မတော်ရင်တွေကိုတွင်းလာတဲ့သူကိုသာအေးအေးယူနိုင်တယ်လို့နားလည်နိုင်တယ်။တိုးတော့မြေပြင်မှာတကယ်လက်တွေ့အသုံးပြုနေတဲ့လူတွေကတွင်းလာတဲ့သူမဟုတ်တဲ့အတွက်ဒါအေးအေးယူအပြစ်ပေးခြင်းကနေပြီးတော့ဒါကိုဘက်ကနေပြီးတော့တွင်းလာတဲ့သူမဟုတ်ကြောင်းခုခံနိုင်ပါတယ်။အဲ့လိုခုခံလို့ကိုကအပြစ်ကနေပြီးတော့အဲကင်းလွတ်ခဲ့မယ်ဆိုရင်တော့ ပြတ်တန်နဲ့ကြခံရမှာမဟုတ်သလိုကိုယ့်ရဲ့ပစ္စည်းကိုလည်းတင်ဆက်လို့ရမှာမဟုတ်ပါဘူးဒီဥပဒေကပြတ်တန်ကြခံရတဲ့သူသာဒါထောင်နဲ့ကြခံရမယ်ပစ္စည်းကိုတင်ဆက်နိုင်မှာဖြစ်ပါတယ်အဲ့တော့ကိုကသွင်းလာတဲ့သူမဟုတ်ကြောင်းအထောက်အထားအကိုအကားနဲ့ပြသနိုင်မယ်ဆိုရင်တော့အဒီဥပဒေကနေပြီးတော့လွတ်နိုင်မယ်လို့ဒါမျှော်လင့်ပါတယ်နောက်တစ်ခုကတော့ကောက်ခွန်ဥပဒေကောက်ခွန်ဥပဒေကလည်းဒီပုဂ္ဂိုလ်သွင်းခွန်ဥပဒေနဲ့အထူးနည်းတူပါပဲသူပုံမှန်9တက်မှာ ါခွင့်ပြုချက်မရှိဘဲနဲ့ဒီကုန်ပစ္စည်းတွေကိုအဲဒါတည်ဆောင်လာတယ်เนาะတည်ဆောင်လာတယ်ဒီတည်ဆောင်လာဖို့လည်းအားပေးတယ်၊ကူညီတယ်၊အားထုတ်တယ်အဲဒီလိုဆောင်ရွက်တာမျိုးတွေရှိတယ်ဆိုရင်လည်းဒါထောင်နဲ့ရှိတယ်၊ငွေနဲ့ရှိတယ်ပေါ့အဲဒါပေမဲ့လည်းလက်တွေမြေပြင်မှာအသုံးပြုနေကြတယ်ဆိုင်ကယ်စီးတဲ့လူတွေလိုင်စင်မဲ့ နိုင်ငံစည်းတဲ့လူတွေမတော်ရင်အတုံးပြုတဲ့ဒီလိုအနေနဲ့ကနေဆက်ကိုဖျက်ကျော်လာတဲ့အခြေအနေမှာဖမ်းမိတဲ့သူတွေလည်းမဟုတ်ဘူးအဲတဲဆောင်လာတဲ့တင်ဆောင်လာတဲ့အနေထားမှာလည်းဖမ်းမိတဲ့သူတွေမဟုတ်တဲ့အတွက်ဒီဥပဒေပုံမှန်နဲ့အရေးယူတဲ့အခါလဲအကိုဒီဒါတဲဆောင်လာတဲ့သူမဟုတ်ဘူးနေဆက်ဒေတာကိုဖျက်ကျော်ပြီးတဲဆောင်လာတဲ့ပြပနေပြီးတော့ဒါတဲဆောင်လာပါတယ်ဒီအကောက်ဖုံမဲ့ပစ္စည်းတွေကိုတဲဆောင်လာပါတယ်ဆိုတဲ့အထောက်အထား အဲမဟုတ်ဘူးဆိုတာကိုတင်ပြနိုင်တယ်ဒါဒီဥပဒေနဲ့အရေးယူခြင်းမှာကင်းလွတ်နိုင်မယ်လို့မျှော်လင့်ပါတယ်ဒါဒါတွေရတော့ကိုယ့်ဘက်ကခုခံကာကွယ်နိုင်တယ်ပေါ့နော်အတော့တော့တကယ်ကြီးအဲတရားစွဲအဖွဲ့စည်းအနေနဲ့ပုတကယ်သွင်းလာတဲ့သူအဖြစ်အချက်အလက်ရှိတယ်အဲပြီးရင်ဒီအကောက်ခွန်မှတ်ပစ္စည်းတွေကိုတည်ဆောင်လာပါတယ်ဆိုတော့အချက်အလက်တွေရှိမယ်ဆိုရင်တော့ဒီဥပဒေနဲ့အရေးယူခံရမှာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးဥပဒေဖြစ်တဲ့ ဒီမတော်ရင်စီမံခန့်ခွဲမှုဥပဒေကတော့နည်းနည်းတတိထားမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီဥပဒေရဲ့ပုံမှန်85မှာကမှတ်ပုံမတင်ထားတဲ့မတော်ရင်တွေကိုမောင်းနှင်တာရပ်ထားတာတော့မှသူကအရေးကြီးလို့ရတယ်။အဲ့တော့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ကတော့ဟိုပစ္စည်းကတင်းလို့မရပါဘူး။လူကိုပဲအရေးကြီးလို့ရမှာဖြစ်တယ်။သူကလူကိုအရေးကြီးဖို့ကလည်းလက်ရှိမြေပြင်အခြေအနေမှာအဲဒါအသုံးပြုနေတဲ့လူတွေကများပြားနေတဲ့အတွက်ဒဏ်ငွေလောက်ပဲပေးဆောင်ရမယ်လို့မျှော်လင့်ပါတယ်။